ကျွန်းစုမြို့နယ်ထဲကမြချောင်းတချို့ကိုညဖက်သွားလအုံပြလာမလို့ဖို့ကျွန်းစုမြို့နယ်ပြည်သူ့ကော်ကွယ်ရေးအဖွဲ့ကမတ်လ9ရက်နေ့မှာထုတ်ပြန်ကတ်တက်လိုက်ပါတယ်။ဗဒနယ်ကျေးရွာအုပ်စုကတံပြာဗဒနယ်မြစ်ကြောင်း၊ရှော့တုံးမော်မန်းကြီးမြစ်ကြောင်းနဲ့ဝန်တောင်ရှမ်ပုံမြစ်ကြောင်းတွေကိုညနေ6နာရီကနေမနက်6နာရီအထိပြည်သူတွေသွားလအုံမပြကြဖို့အတိပေးထုတ်ပြန်ထားတာပါ။ စစ်ကောင်စီတပ်ဟာအဲ့ဒီကြေးရွာအုပ်စုထဲကမြစ်ချောင်းတွေကိုအုံပြုပြီးအင်အားတိုးချက်စစ်ကြောင်းထိုးတာနဲ့မြစ်ချောင်းတွေထဲစည်ရေးလှုပ်ရှားမှုတွေရှိနေတဲ့အတွက်ပြည်သူတွေရဲ့လုံခြုံရေးနဲ့ခရီးသွားလာတာကိုချင်းချောင်းနေတယ်လို့ဆိုပါတယ်ဒါကြောင့်အဲ့ဒီမြစ်ချောင်းတွေထဲညဘက်ခရီးသွားတာကန့်တက်လိုက်တာဖြစ်တယ်လို့ကျွန်းစုမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ပြန်ကြားရေးတာဝန်ခံကပြောပါတယ် ဒေသခံတွေဟာအဲ့ဒီမြစ်ချောင်းတွေကိုအမိပြုပြီးဝိုင်းရီအတွက်ရုံးကန်ဖြည့်ရှင်နေရလို့အခက်ခဲတချို့ကြုံလာရမှာဖြစ်တယ်လို့ဗန်နန်နဲရွာသားတအိုးကဆိုပါတယ်။ကျွန်းစုမြို့နယ်ပကဖကတော့လက်ရှိအသိပေးထုတ်ပြန်တဲ့နေကစပြီးနောက်ထပ်တစုံတရာမထုတ်ပြန်ခင်အချိန်ထိညဖက်ဖြတ်တန်းသွားလာတာမလို့ဖို့အသိပေးထားပါဗျ။ဒါအပြင်တတိပေးချက်ကိုမလိုက်နာပဲဖြတ်တန်းသွားလာခရင် ဖြစ်လာမဲ့ပြဿနာကိုကျွန်းစုပကဖကတာဝန်ယူမှာမဟုတ်တဲ့အကြောင်းထုတ်ပြန်ချက်မှာဖော်ပြထားပါဗျ။ တော်လည်တဲ့တွင်နဲ့ပင်လယ်ပြင်မှာနှစ်ဖက်ပစ်ခတ်မှုဖြစ်တဲ့မတ်လ13ရက်နေ့ကစလို့စစ်ကောင်စီစစ်သင်္ဘောကြီးတွေကဗန်နန်နဲ့ကြေးရွာအုပ်စုမြေချောင်းတခြားမှာအမြဲတမ်းသွာလာလှုပ်ရှားနေတယ်လို့ဒေသခံတွေစီကသိရပါတယ်။မတ်လ26ရက်နေ့ကလည်းဝန်တောင်ရွာမှာစစ်ကောင်စီတပ်နဲ့တော်လည်တဲ့တို့နှစ်ဖက်ပစ်ခတ်မှုဖြစ်ပွားခဲ့ပါသေးတယ်။